ချက်စီတင်ကိုအပိနေကြရဲ့ brother ညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစီလို့ဥစားပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ချက်စီအသင်းနဲ့ spa အသင်းပေါ့နော်ဒါ spa ရဲ့အိမ်ခွေးမှာတွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ကျွန်တော်ချက်စီတင်ကတကောကုမရှိဆိုတဲ့ရာလက်နဲ့ spa ကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲပြီး reaction လေးလုပ်ချင်ပါတယ် ။ဆိုပထမဆုံးအနေနဲ့ကတော့ Chelsea အသင်းကပွဲစားတွေကနေ Spurs အသင်းကိုကောက်ကောက် press လုပ်ပြီးကစားတဲ့အဒီထားတွေဟာမနေ့ကပွဲစဉ်မှာတော်တော်လေးအလုပ်ဖြစ်ခဲ့တာတော့ကျွန်တော်သွားတွေ့ရတယ်။အထူးသဖြင့်ကျွန်တော်တို့အဲဒီဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးသွားတဲ့အချိန်မျိုးတွေမှာ ပြန်ပြီးတော့ counter ပေါ့နော်။ ပြန် press တဲ့အနေထားတွေရာဆိုလို့ရှိရင်တော်တော်လေးစစ်စစ်ပိုင်ပိုင်ရှိတာကိုကျွန်တော်တို့တွေ့ရတယ်လစ်ကွဟာကွတော်တော်လေးနည်းပြီးတော့ spa အနေနဲ့ကောင်းကောင်းကစားကွတည်လို့မရတဲ့အနေထားတစ်ခုလောက်ထိကို Chelsea တင်းကဖိအားပေးထားနိုင်တာကိုတွေ့ရတယ် spa အနေနဲ့ဘောလုံးရပြီဆိုတာနဲ့တို့ဟိုအကွက်ကြက်ကြပေါ့နော်ခင်းချင်းပြီးတော့ပြန်ပြီး Chelsea တင်းကိုတိုက်စစ်စင်တဲ့အနေထားမျိုးပဲဖြစ်ဖြစ်တို့ကစားကွက်ကိုဘေးတက်ပြန်လုံးတဲ့ပုံစံပဲဖြစ်ဖြစ် လုံနိုင်ခဲ့ဘူးလို့ကျွန်တော်ကတော့သုံးသပ်ချင်တယ်ပေါ့နော်အဲ့လိုမလုံနိုင်အောင်လဲချက်စီးသင်းရဲ့ကွင်းလယ်စားသမားတွေနဲ့တိုက်စစ်စားသမားတွေရဲ့ pressing ပေးတဲ့ပုံစံတွေအရဆိုလို့ရှိရင်မနေ့ကပွဲစဉ်မှာတော်တော်လေးလှပပြီးတော့အဲဘယ်လိုပြောမလဲတိကျတေချာမှုရှိတာလို့ကျွန်တော်တို့အနေနဲ့တွေးရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့တော်တော်လေးမနေ့ကပွဲစဉ်ရဲ့ key point တွေတဲကတခုလို့ကျွန်တော်မြင်တယ်နောက်ပြီးတော့မနေ့ကပွဲစဉ်မှာချက်စီကစားသမား၁၁ယောက်စလုံးရဲ့စူးစမ်းအားထုတ်မှုကိုမြင်ရတယ်။တိုက်စစ်ကကစားသမားတွေဆိုလို့ရှိရင်လည်းစပါရဲ့ ီသူတို့တိုက်စစ်မှာဘောလုံးပြတ်သွားပြီဆိုတော့အဲ့ဒီမှာပဲပြန်ပြီးတော့စပါးစီကနေပြီးတော့ဘောလုံးပြန်ရအောင်ကြိုးစားတဲ့အပိုင်းနေဒါကိုကွင်းလယ်ကနေပြီးတော့ကန်စီတို့အန်ဆူဖာတက်ရီဂျိန်းတို့ဟန်ချက်ညီညီနဲ့ပက်ကပ်ပေးတဲ့ပုံစံမျိုးတွေရာဆိုလို့ရှိရင်တော်တော်လေးကျွန်တော်တို့ထိရောက်တာကိုတွေ့ရတယ်ရီဂျိန်းနေနဲ့လည်းမနေ့ကပွဲစဉ်မှာနီးပြရဲ့စိတ်ခိုင်းမှုရာကွင်းလယ်မှာကစားသွားတဲ့အနေအထားမျိုးပေါ့နော်ဒါဟာလည်းတော်တော်လေးထိရောက်ခဲ့တယ်ရီဂျိန်းနေလည်းတော်လေးဗာစတိုင်းဖြစ်တဲ့ပလေယာတယောက်ပေါ့နော်ဖော်ဖော်ဗီရှင်ဘလောက်ရှိရဲဆိုတော့ကျွန်တော်အနေနဲ့မြင်တွေ့ခဲ့ရတာကို မြင်ရပါတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းဟိုအရန်ချီချူရမဲ့ပလေယာတယောက်ကဒါကိုင်စီတူပေါ့နော်ဒါမနေ့ကပွဲကိုကြီးလိုက်တဲ့ပြိတ္တတွေဆိုလို့ရှိရင်တော့တရားမှာ90 96ယောက်လောက်ကတော့ကိုင်စီတူကိုမဖြစ်မနေချီချူကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်အဓိကကိုရသွားတဲ့အနေထားမှာဆိုလို့ရှိရင်လည်း Voices ကိုင်စီတူရဲ့စူးစမ်းအထောက်မှုနှစ်ချိန်တိတိကိုကျွန်တော်တို့မြင်ရတယ်ပထမတစ်ချိန်သူရအောင်လှူတယ်ပေးလိုက်တယ်နတ်တော်ကပြတ်သွားတယ်တစ်ဖက်က Spy ရဲ့နောက်ခံလူစီရောက်သွားတယ်ဒါပေမဲ့အဲ့ဒါကိုအတင်းလိုက်လှူတယ်ရွာွားတယ် စွဲပြေးဝင်တယ်အဲ့ဒီအချိန်မှာစပါအသင်းကလူတွေကသူ့ကိုဝိုင်းပြီးတော့လောက်တဲ့အချိန်မှာရောက်အောင်ရာအိုပက်ထိုစီကိုမရရောက်အောင်သူ့အနေနဲ့ဘောလုံးပိတ်ပုတ်မှုပြုတ်လုံသွားခဲ့တယ်ဒါကိုရာအိုပက်ထိုကအဆုံးသတ်သွားတာပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဥဆောင်ကိုစရရအဲ့ဒီအချိန်မှာလည်းကလည်းကျွန်တော်တို့အနေနဲ့ဥဆောင်ကိုရသင့်တဲ့အခိုက်အတန့်လေးတွေရှိတယ်မနေ့ကပွဲစဉ်မှာပထမပိုင်းမှာဆိုလို့ရှိရင်ရာအိုပက်ထိုပေါ့နော်ဒုတိယပိုင်းမှာလည်းရာအိုပက်ထိုအနေနဲ့ဟိုတချို့သောအခွေအရေးတွေပေါ့အသုံးချတဲ့အနေထားမှာအားနေခဲ့တယ် ညံဖင်းခဲ့လို့ကျွန်တော်သုံးချင်တယ်ပေါ့နော်ညံဖင်းခဲ့ဆိုတာအဲ့အဲ့ဒီအခွေလေးကိုအသုံးချတာကိုပြောတာပေါ့နော်ဆိုတော့ channel ဘိုင်းဒီမှာလည်းချီချူးစရာတွေလို့ရှိရဒါပေမဲ့ဆုံးသက်ပိုင်းနဲ့ပတ်သက်ရင်တော့တချို့တော့အခွေလေးတွေကိုသူညံဖင်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့လိုတော့မဟုတ်ရင် Chelsea တင်းကမနီကပွဲစဉ်မှာဒီရလက်ထက်ကိုပို့ပြီးတော့ပွဲပြတ်တဲ့အနေအထားမျိုးမှာရှိတယ်ဗျကိုးပြတ်တဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့တိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ဟိုကာနာချိုနတ်တိုဆိုတဲ့အနေအထားကလည်းကျွန်တော်တို့အဆင်ပြေတယ်ဆိုတော့ ပြီးတော့ခန်းစစ်ပေါ့မနေ့ကခန်းစစ်အတွဲဖြစ်တဲ့ Chalabar Fofana ဟာဆိုလို့ရှိရင်လေ Central Sanabat တွေအနေနဲ့တော်တော်လေးအဲ spy ရဲ့တိုက်စစ်ကစားသမားတွေကိုမမ်းမာကင်လုပ်တဲ့နေရာမှာအားကောင်းနေပြီးတော့အဒီပြန်ကစားနိုင်တဲ့ Fofana ဆိုလို့ရှိရင်လေအဲသူရဲ့ ability ကမနေ့ကပွဲစဉ်မှာတော်တော်လေးထွက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်လို့အဲဒီ side back တွေဖြစ်တဲ့ Cucurella, Gusto တို့အနေနဲ့လေတော်တော်လေး မေရိကပွဲစဉ်မှာကန်စင်မှုတွေကွင်းလယ်ကစားသမားတွေပြီးတော့သူတို့ရှေ့က front line ကကျွန်တော်တို့ဒါ winger တွေနဲ့ကောင်းကောင်းပူးတွဲပေါင်းဆက်ပြီးတော့ကစားသွားနိုင်တဲ့အနေအထားတွေတွေ့ရတယ်။ဆိုတော့မေရိကပွဲစဉ်မှာ overall ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင် spar ကို chelsea တင်းကတကယ်ကိုသူတို့လှုပ်ချင်တဲ့သူတို့ရည်ရွယ်ထားတဲ့ plan formation အတိုင်းပဲကောင်းကောင်းကစားသွားနိုင်တာကိုတွေ့ရတယ်။ဒါပေမဲ့မနေ့ကပွဲစဉ်ကိုတစ်ဖက်မှာပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်ချက်စီးအနေနဲ့လာမယ့်ပွဲစဉ်တွေမှာကြီးကြီးမားမားပြင်ဆင်ရမယ့်အချက်တွေတော့ သွားတွေ့ရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်တော့ခုနပြောတဲ့တိုက်စစ်မှာရရင်ရတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့လွဲချော်နေလို့မတော်တဆပဲဖြစ်ဖြစ်တကယ်ပဲလွဲချော်တာဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေဖြစ်နေလို့မရဘူးခင်ဗျဘာဖြစ်လဲဆိုတော့မနေ့ကချက်စီတင်းကစားပုံဆိုလို့ရှိရင်တေချာပေါက်ကစားသမားတွေရဲ့ energy ကပုံမှန်ပွဲစဉ်တွေထတ်တော့ပူသုံးရမယ်အနေထားလို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒီလို energy မျိုးသုံးပြီးတော့ဒီလိုမျိုးဂိုးရလက် လောက်ပဲကျင့်ရမယ်ဆိုရင်ကမဟုတ်သေးဘူးပြီးတော့ကိုကအခွင့်အရေးတွေကိုမဖန်တီးနိုင်တာလည်းမဟုတ်ဘူးဆိုတော့မနေ့ကပွဲစဉ်မှာကျွန်တော်တို့ကြည့်လို့လည်းကောင်းပါတယ်ဒီကစားသွားတဲ့ပုံစံတွေပေါ့နော်ဘောလုံးကိုတော်တော်လေးဟိုအပြတ်မခံဘူးဆိုတဲ့အနေအထားမျိုးမှာကစားသမားတွေလည်းပင်ပန်းနဲ့အတင်းတက်ပြီးတော့ press လုပ်ရတဲ့အပိုင်းတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေက ်အ Chelsea အနေနဲ့လာမယ့်ပွဲစဉ်တွေမှာကိုသုံးရတဲ့ခွန်အားနဲ့ကိုပြန်ရတဲ့အခွင့်အရေးတွေပေါ်မှာအကောင်းဆုံးအသုံးချနိုင်အောင်တော့လှုပ်ဆောင်တဲ့အချက်တစ်ချက်လို့ကျွန်တော်ကတော့မြင်တာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဂျန်တဲ့အပိုင်းကတော့တိတ်ပြီးတော့မရှိဘူးမနေ့က Robert Sanchez ရဲ့ဒီဓာတ်ရိုက်ပေးပို့မှုတွေဟာဆိုလို့ရှိရင်လည်း အရင်ကားထက်ကိုအများကြီးကြောက်ခမလေးလီတိုးတက်လာတဲ့အပိုင်းကြီးတော့ကျွန်တော်တို့တွေ့ရပါတယ်ပေါ့နော်ဆိုတော့မနေ့ကစပါအနေနဲ့ကတော့အများကြီးချက်စီတင်းကိုပြန်ပြီးအဲလုံနိုင်တာမျိုးနေခဲ့တယ်ဘာလို့လဲဆိုချက်စီကကွင်းလေတို့တိုက်စစ်တို့မှာပဲတခါတည်းဘောလုံးဖြတ်ထားနိုင်တဲ့အပိုင်းကြီးကြောင့်ပဲဖြစ်ပါတယ်ဆိုချက်စီပြိတ္တတယောက်အနေနဲ့တော့မနေ့ကပွဲစဉ်ကစားတဲ့ပုံစံနဲ့ကြိုက်တဲ့ chess creator တွေလုံနိုင်တဲ့အပေါ်မှာလေတော်တော်လေးသဘောကျမိတယ်ဒါပေမဲ့ကေတန်အနေနဲ့လည်းဒီထက်ပိုပြီးတော့ပေါ့နော် finishing ပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်နေသေးရဲ့လို့ကျွန်တော်မြင်တယ်ဆိုတော့ ဟိုဘက်ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ကြိုက်ပါတယ်ဒါပေမဲ့ခုနပြောလို့အခွင့်အရေးကိုကောင်းကောင်းအသုံးချတဲ့ဝမ်းစည်းဆိုတဲ့ရလက်ကဘယ်ချိန်မှမဆိုပြောင်းလဲသွားနိုင်တဲ့အတွက်ဟိုမခံစားစေချင်ဘူးပေါ့နော်ကိုကောင်းလည်းမခံစားစေချင်ကိုလည်းမခံစားစေချင်တဲ့အနေနဲ့တော့ဒါလေးကိုတော့တစ်ချက်သုံးသပ်မိတာပဲဖြစ်ပါတယ်ဆိုတော့မနေ့ကပွဲစဉ်တွေကကျွန်တော်ရဲ့ညီကိုပြိသက်တွေနေနဲ့လေကိုယ့်ရဲ့အမြင်လေးတွေရှိလို့ရှိရင်အောက်က comment box တွေမှာဝင်အောင်မှတ်ချက်ပေးရေးသားသွားခဲ့ကြပါဦးခင်ဗျာအားလုံးပဲ see you next video ပါနော်